တွင်းသီးသဆာသဆာမောသွားဝယ်မှာဘာဝယ်ပြီးအိမ်မှာဖက်ဆာမင်းတော်ရယ်မင်းတော်ရယ်မောင်ဘူးဒီတစ်ခါဆိုင်ဟိုဆိုင်ဟိုဆိုင်ဆိုင်ရလဲနဟိုဟာရှိပြီးသားလေတွင်းဝါလေတွင်းဝါညငယ်ညငယ်အိုက်ဆိုင်မှာအိုက်ဦးလေးရေတီချာယူခိုင်းပြီးတော့ဖက်ဆာအခုအဒွင်းသီးကိုဝယ်ပြီးတော့အမျော်ကင်းမှာသဆာအဲရိုက်ပြီမယ်ရိုက်ပြီမယ်ခါကြဒွင်းသီးလေးကံပြီ 哎，有见你边喏，哎，老爷，喏，没爷人对呀，怎么哎，跑进来，对，就改个，哎，老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 ，丽丽，改个呢？Do you need some help, Bobby? ဒါဒီနေ့ရတာဟာဒီကောင်းကြီးမိုက်တယ်နော်ဒီလေမေးကြည့်အောင်အခုလာပါအောင်အခုဘယ်လုံးကောင်းမလဲဒီကောင်ကြီးကောင်းလားအကောင်းအတိတ်ကတော့မလာသေးဘူးပေါ့ဟမ်ဆက်ရှင်ဆက်လို့ရတယ်တော့ဟုတ်တယ်ဟုတ်တယ် ช吃上嘛，吃吃上嘛，吃上。ตอนนี้ในี่ยปงมันบ่เนาะมาละเขาปงมันอันนี้ครับเอาโปรตีนอะดรีนอีบอ่ะอ่าหนุ่มยอปองใสัแต่ชัวร์อายามาทำไมจ่ายอ๋ออายามาทำไมจ่ายดูสวยตุ้ยนดีอะยูเรียดีอะเลยครับแต่ยังไงแต่ยังมาดูมาดูเขาจ่ายแต่ชัวร์ไอ้อะปองมาจ่ายแต่อเคแเอาโปรตีสวยเองว่าใครดูด้านซ้ายดีงามโยใจเดยแ ်တချို့ကအီအီလေးကြိုက်တယ်အဲ့လိုမျိုးပေါ့အဲ့ဒါကြောင့်ဟိုကလောက်ပေးရတယ်နင်းနော်ဒါပေမဲ့ဒီမှာဖောက်ပြီးတော့ပြန်ပေးလို့ရတယ်ကိုကိုမကြိုက်တဲ့အနေထားပေါ့နော်အဲ့ပါပါအဲဒီဟာလေးဆိုရင်ဟုတ်တယ်ဒီဟာလေးဆိုရင်အပေါ်တင်းအတွင်းဤအရင်တော့မအရင်တော့မတင်းဘူးပေါ့နော်အပေါ်လည်းဤပေါ့အဲ့လိုပြောဟုတ်အလုံးအလုံးရောင်းရင်အပေါ်ကဒီလိုမျိုးရောင်းပေးတယ်ဟုတ်အရင်ဆုံးဖောက်တယ်အရင်ဆုံးမြည်ခန့်ကြည့်တယ် ပြီးရင်စားကြည့်ပေါ့နော်ဟုတ်စားကြည့်ပြီးပြီဆိုရင်တကယ်လို့တူကဘယ်လိုခေါ်လဲဟုတ်အင်းမခွဲတတ်ဘူးဆိုခွဲပေးတယ်ဟုတ်ဟုတ်အရတာမကြိုက်ဘူးဆိုရင်နောက်တစ်လုံးပြန်ဆရာပေးရတာပေါ့ဘာလဲဆိုတော့တယောက်နဲ့တယောက်မတူဘူးလေဟုတ်ပါဘူးဟုတ်ပါဘူးအလုံးလိုက်ယူသွားမယ်ဆိုရင်တော့ဟာပေးတယ်ပေါ့ဟာပေးတယ်ပြီးရင်ကိုယ့်ဟာကိုခွဲမယ်ဆိုရင်လည်းရတယ်ကိုယ့်ဟာကိုမြည်ဆိုရင်လည်းရတာပေါ့ဟုတ်ကူမဆိုတီဟာဆိုအရန်ကြီးတယ်လေ။သူက၄ကီလိုစိုက်။အဲ့ဒါဆိုဘယ်လိုလုပ်ဖြစ်ရဲ့။သူက၄ကီလို။၄ကီလိုပေါ့။ ကီလိုဆိုရင်အာ4ကီလိုဆိုရင်1ကီလို300အာ300ဆိုရင်ပမာဏဝေးဘယ်လောက်ကြလဲ3000ဘောင်းအင်းအဲ့လိုမျိုးပေါ့အသေးစိုက်တယ်ဆိုရင်အဲ့လိုမျိုးဟုတ်ကဲ့ဒါ3000ဘောင်းမျိုးပါဟုတ်ကဲ့ဒါမဲ့ဒီဟာကြတော့ဒီမှာခွဲသွားတယ်တကယ်လို့ခွဲပြီးတော့အတားမများဘူးဆိုရင်အတားပူးနဲ့ပြန်ချိန်ယူပြန်ယူရလဲရတယ်မနစ်နာပေါ့ဟောဒါပေါ့ဒါပေါ့ဒါအဲ့တော့ညီမတို့ဒီလိုခွဲပေးပါကောင်းတော့တယ်ဒါကောင်းပါတယ်ကောင်းတယ်ကောင်းတယ်အကွာဖောက်ပေးပြီလေဟုတ်ကဲ့ဥမာဆိုဒီမှာဖောက်ပေးတချို့တွေကအလုံးဆိုရင်တစ်ခုအကွာလေခွဲသွား အလုံးလိုက်ဝယ်ရင်တော့မှအကိုကဟိုကပဲလို့ခေါ်မလဲအလုံးလိုက်မပေးဘူးလာဝဲတဲ့လူကတချို့ကအလုံးလိုက်ယူတော့မှာပေါ့မင်းတို့ငါ့ကိုပေးဖောက်မလားเออเป้ผอกเด้ဆိုမှာပဲအကောကရောင်းတယ်မပေးဖောက်ဘူးဆိုရင်အကောကမရောင်းတော့ဘူးဟုတ်တယ်အဲ့လိုမျိုးဟုတ်တယ်အဲ့လိုမျိုးဆိုရင်ကိုကဖောက်ထားတာပေါ့ဖောက်ထားပြီးပြီဆိုရင်ကိုကြိုက်တဲ့အနေထားတချို့တော့ကိုဟာကိုကိုခန်းစားချက်နဲ့ကိုဖောက်ဖောက်ခွဲချင်တာရှိတယ်လေอืมเออအဲ့လိုမျိုးပေါ့ဥမာဒီဟာတယ်ဆိုရင် ကောင်းဒါဆိုရင်တရားရခိုင်နှောင်းအာဟုတ်တယ်အမှလည်းထွက်မဲ့အနေထားပေါ့ဟုတ်အနေထားလည်းထွက်တဲ့အနေထားအဲ့ဒါကိုကိုခွဲလိုက်သူက၄ကီလိုပေါ့ဟုတ်၄ကီလိုဆိုအခုအတော့အဲ့နေရောခွဲတဲ့ခုံကလည်းအဲ့ဒီမှာပဲခွဲလိုက်တော့မလဲတော့ရလားရရရโอเคโอเคအခုခွဲချင်မယ်နော်ဒီလို၄ကီလိုဆိုရင်ဒီဒီဟာကြတော့အခုန်ဆိုရင်တအားပါတယ်အစေဆိုတလောက်ပဲရှိတယ်တွေ့တာဟုတ်ဟုတ်တယ်ဟုတ်အဲဒါအခုအလုံးဒါပေမဲ့ဒီတလုံးနဲ့ဒီတလုံးဆိုရင်အခုတို့အနေထားကြည့်ရမယ်ဆိုရင် အသားကတော့ထက်ဝက်လောက်กว่าတော့တယ်ဟုတ်ဒီမှာဟာအသားနည်းမယ်ဟုတ်ဟုတ်နည်းနည်းချွတ်တယ်လေဟုတ်ဟုတ်တူရင်တီးဝဲလေအဲနည်းနည်းဟိုကပါလေဝိုင်းဝိုင်းလေးဖြစ်ဖြစ်ဒီလားအင်းအဲသူရဖြင်းမှာနည်းနည်းဝိုင်းပြီဆိုမှသူကရေမဝေးတော့ဗောဒီမှာဖြစ်အဲ့လိုမျိုးဒီမှာဖြစ်အောင်ตาတော့မตาတော့မဒီအမွာတော့မရဘူးเนาะသူကပို့ပြီးတော့အရန်ကောင်းမယ် ဟင်းရွေးစရာလည်းမရှိတော့ဘူးဥပွားကြီးညားရဟာလေရွေးစရာမှမရှိတော့တာညီမတို့ဟုတ်တယ်အတီးရမလောက်ဘူးအာဒီမနေ့ကရောက်မလို့အခုထက်ထိမတော်ထောက်ရတယ်ဘောမထောက်ရဒီပါလေအဲ့လိုမျိုးဟာပြီးရင်ချိန်ကြည့်ပေါ့ဟုတ်ကဲ့အဲချိန်ကြည့်တဲ့ချိန်မှာဆိုကိုဝယ်တဲ့အလုံးကအာဒါပေမဲ့အနည်းဆုံးညီမတကီအသားချိန်တကီလိုရမှညီမကိုက်မယ်နော် ညီမတကီတော့မကိုက်မရအသားချိန်တကီတော့မရဘူးဆိုရင်လေညီမမရှုံးသွားပြီအကွာထားထည့်ပြီးတော့လားအေးထပ်ထည့်ပေးရတာပါအဲ့လိုပြောချတာဖွယ်လို့တော့ဝန်ဝန်ဝန်ထန်းဝန်ထန်းဆိုရတော့မထည့်ပေးဘူးအကိုဆိုရတော့ထည့်ပေးတယ်တတိလို့ဘလားတတိတတောင်းအော်တတိတတောင်း9000တော့ပို့ခိုင်းရင်တတိနှစ်တောင်းပေါ့အဲ့လိုမျိုးပေါ့ဟုတ်သူကအနည်းဆုံးတကီလိုတကီလိုတကီလိုရှိမှ တစ်ကီလိုရမှာဒါပေမဲ့ဒီဟာပို့ရမယ်ဒီတော့လုံးနိုင်ရောမရှိတော့တည်ရပြန်ဟုတ်တယ်အမေတွေကမလောက်ဘူးညီမခွဲတာဒါဆိုညီမတို့အခုစားမှာမဟုတ်ဘူးอืม อืมอืมอืมတီဟာတယ်ဆိုရင်လေရိုးရအဖွဲတယ်ဆိုမຢູ່တော့ဘူး တတော်ကြတော့သူရင်တရားလေးမွန်ထောင်းသမျိုးကအကိုတော်ကြတော့တာထိုင်းတန်ယုံအဖွဲတွေထိုင်းကုမ္ပဏီအဖွဲတွေလိုင်းတတော်မစားတော့ဘူးရန်ကုန်မှာထိုင်းလူမျိုးတွေအများများတယ်လေညီမပြီးရင်ဟိုကပါလေထိုင်ဝမ်လူမျိုးတွေတအားများများတယ်တတော်လာရင်တတော်ဒီဟာတွေကမอยู่တော့ဘူးတားနေနေဟိုကပျော့တယ်ပျော့ပျော့တယ်လို့ပြောရတယ်ဟုတ်တယ်တို့တို့အကျွတ်ပြီးတယ်တရားနဲ့တရားမတူဘူးမတူဘူးမတူဘူးညီမတို့အကျွတ်ပြီးမကြဘူးဟုတ်တယ်အများအဖြစ်တော့ဒီမှာရောင်းရတာ60ရာခိုင်နှောင်းကအကျွတ်အပျော့အပျော့ပဲ နောက်တစ်ခုကဒီမှာဒီမှာကြတော့လေဟုတ်တာဝန်တစ်ခုယူပေးရပေးရသေးတယ်အစစ်အရန်ကြီးတဲ့အလုံးတွေကြတော့အခုတော့ပြန်လဲပေးရသေးတယ်ဟုတ်ဒါမဲ့နေပါတယ်မွန်ထောင်းအစစ်ကတော့အစစ်သေးပါတယ်ဒါမဲ့အလုံးတစ်ထောင်တစ်ထောင်ပါဆိုတော့တစ်လုံးလုံးပါတတ်တယ်အဲ့လိုမျိုးကြတော့အေးအဲ့လိုမျိုးကြတော့အခုတော့ပြန်ပြီးတော့ပြန်ပြီးတော့ဖြစ်ရတာပေါ့ဥပမာဆိုတော့ဒါဒီဖက်ကတစ်လုံးပေါ့ဒီဖက်ကတစ်လုံးဆိုအစစ်ဆိုတော့တလောက်ပဲဖြစ်နေရမယ်ဩသူကနေထားအေးတူထက်တူထက်ကြီးသွားရင်အစစ်မပြေတော့ပေါ့ အဲ့ဒါဆိုရင်ကိုင်းဆက်ကိုင်းဆက်ဖြစ်သွားပြီဒါယူထားပြီးပြီဟုတ်ကဲ့အေးခုနဖုံးဆက်ထားတာနောက်ထပ်ငါးပူတဲ့ဒါဆိုရင်1.4လောက်ရှိတယ်ညီမ1.55လောက်ရှိတယ်1.4ဘောဝယ်တာ1ကီလိုပိုးစားပေါ့အသားဆင်းယူပြီးတော့ကိုက်စားမှရမှာနည်း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 ဆိုမှကိုက်ဘူးတူရင်းတေးဆိုလေကိုက်ချွတ်ပြီးတော့စားမှအဲ့လိုမျိုးဟုတ်တယ်ဟုတ်တယ်စားပြီးတော့ဟုတ် ကောင်းတယ်နော်ဟုတ်ဟုတ်ဟုတ်အင်းစိတ်နော်အေးစိတ်နေရရဒီမှာလဲဒီမှာအဲ့လိုမျိုးနော်အဲ့လိုမျိုးအရာဒီမှာအစိမပါဘူးလေတမွာတမွာဆိုတမွာပဲသူကစားလိုက်ရင်လေပြောမယ်ဆိုတမွာတော့မကောင်းဘူးမကောင်းဘူးအခုဆိုတမွာမကောင်းဘူးညီမတရားတရုံစားပြီးပြီးပြီးဟုတ်တယ်ဒီမှာလေအဲ့လိုမျိုးဆိုအရင်စိတ်ကောင်းတယ်တမွာစိတ် အစိမ့်မဖားဘူးအစတေးတာပေါ့အရန်ဟိုကသားဆိုတာဟုတ်တယ်မဒီလိုမျိုးတာတရားပြောမယ်ဆိုရင်ဒါဆိုရင်ပြောမယ်ဆိုရင်တာတရားလေပမာတွေအကြိုက်ဟုတ်တယ်ဟွန်းပမာအကြိုက်ဟုတ်ပါကောင်းပါတယ်အခုတို့စားစားပြီးတော့ခုတက်တစီချိုကိုမပြတ်နိုင်တော့ဘူးဟုတ်တယ်နည်းနည်းမြင်ရတယ်တချို့ကစားမတွေကပြောဖုံးဆက်လာတာလေကိုစားရဲတုံးလုံးလောက်ခွဲပေးပါအဲ့လိုမျိုးကြတော့ကို့ပရက်ရှာပေးသွားပြီကွတိလား ဘယ်လိုပေးသွားလဲဆိုတော့ယုံကြည်ထားရတာလေသူ့ကိုအဲအဲကိုကဒူဒူဟာဒူဒူလာရွေးတဲ့အလုံးဆိုတော့ကိုကအဲ့လောက်ထိတော့မရှိဘူးเนาะဟုတ်အေးကိုဆိုင်တပေါ်ပဲရွေးပေးပါဆိုအဲ့ဟာဆိုမကောင်းဘူးဆိုရင်တွားပြီးတော့ကိုယုံကြည်တဲ့လူပေါ့အဲ့လိုမျိုးပေါ့တောင်းအလုံးတိုင်းမြည်ရတယ်နည်းနည်းပဲရှိသေးလားဟုတ်ဟင်အတေးရကြံသေးလားရှိသေးတယ်ဒါပေမဲ့မခွဲဘူးအော်ရှိတယ်ဒီညဝင်တယ်ညဝင်ပါတမင်းနောင်းနောင်းနေမှလာထပ်ဝယ်မယ်อืม တကယ်တကယ်လာဝဲမှာအရန်ကြိုက်သွားပြီဟိုပမာတိမစားတော့ကုံကုံမစီရောဆန်သွားပမာတိလက်တူဟာနဲ့တူကောင်းပါတယ်ပမာတိစားတာရောဟိုဟာလေတိတ်ပြီးတော့မဟုတ်ကောမစွဲတော့ဒါစားပြီးဟုတ်တယ်ဟုတ်တယ်မစွဲရောအခုတော့ကြတော့ပမာတိစားဆိုရင်ပိုကောင်းတယ်ဒါလည်းဆိုတော့နည်းနည်းပဲစားရတယ်ဆိုတော့အစီပဲဆုတ်ဆုတ်ဆုတ်စားတယ်အဲ့လိုမျိုးနေတော့ဒါတကြတော့တမွာစားလိုက်ဆိုရင်ဟိုဟာပဲအဲ့လိုမျိုးအတာမပြေသလိုခံစားရနော်ကွနည်း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 အဲ့လိုအများကြီးစားနေတာဆိုရင်ပမာတိပဲ အားလုံးပဲမိလာပါရှင့်ချမ်းဖူး UK ကနေပြန်လဲပြီးတော့ကြိုဆိုပါတယ်ဆိုတော့ဒါလီတို့အရှိမဒါဒွင်းသီးနဲ့ပတ်သက်လို့ပြသိတဲ့လောက်ဝယ်သိတဲ့လောက်နော်ဒါပရိသတ်တွေကိုဘယ်လိုဝယ်လာလဲဆိုတာကလည်းရိုက်ပြပြီးဆိုတော့အဲ့ဝယ်လာတဲ့ဒွင်းသီးအခုအိမ်မှာနှစ်ယောက်လုံးစားကြည့်မယ်ပေါ့နော်ဆိုတော့ဟိုမှာအမီးရောစားခဲ့တယ်တော်တော်လေးကောင်းတယ်နော်ဆိုတော့ဒွင်းသီးဆိုရင်ပုံမှန်ကဒါလီတို့အရင်တော့ဆိုလို့ရှိရင်လေဒါဒွင်းသီးကိုဟိုစားရင်ပေါ့နော်အဲ့လိုဈေးတက်တာတာကိုပို့ပြီးတော့ ဟိုစားကြပါဘောနော်ဘာလို့ဆိုတော့ဒူးရင်းသီးဆိုတာလည်းဟိုလက်ဇရီ အသီးလို့ဖြစ်နေပြီကိုနော်အခုဒီမြန်မာနိုင်ငံမှာဆိုလည်းတော်တော်များများကဒူးရင်းသီးကိုအခုခေတ်ခါနဲ့ဆိုလို့ရှိရင်တော်တော်လေးပတ်စံသုံးပြီးမှဝယ်စားရတဲ့အနေအထားဖြစ်လာရပါဘောနော်ဆိုတော့ဒီလိုအနေအထားမှာ အဲဒီမြန်မာသီးရေရှိရယ်တန်တောင်သီးရေရှိရယ်နော်ရေသီးရှိရယ်အမျိုးမျိုးရှိရယ်ပေါ့နော်ဒီလိုတဲမှဒီနေ့မှမှဒါလေးတို့ကမွန်ထောင်းသီးကိုရွေးပြီးရောဒါပရိသတ်တွေအတွက်ဘယ်ဆိုင်ကကောင်းငယ်မွန်ထောင်းသီးစားတာကအဲဘယ်လိုပြောမလဲငွေကုန်ကြေးကြများရဲဆိုပြီးမဲ့လဲဟိုစားရင်တစ်ခါစားရင်စားသလိုမျိုးချီချီမီမီဖြစ်တယ်ဆိုတော့အကြောင်းလေးကိုပြချင်လို့အာဒီဗီဒီယိုလေးတင်ဆက်ခြင်းဖြစ်ပါတယ်ဆိုတော့ အခုဒါဒါလေးကိုအရှိကဆိုင်ဒါ doing war ဆိုရယ်ဆိုင်ပေါ့နော်ရန်ကင်းမှာရှိရယ်အဲ့ဆိုင်ကနေကိုယ်တိုင်သွားဝယ်လာတယ်ကိုယ်တိုင်ရွေးတယ်ပြီးတော့အဲဒါအမှန်တကယ်တော့သူက 1kg ကိုအသားကြီးတက်တက် 1kg ကိုဆိုလို့ရှိရင်တော့တသိန်း2000ပေါ့နော်ကြာတယ်ဒါပေမဲ့ဒါလေးကိုဝယ်လိုက်တဲ့အလုံးကကန်ကောင်းထောက်မှစွာနဲ့ပဲ အဲ1.4 kg လောက်ရှိရယ်เนาะဆိုတော့ဒါအခုမြင်ရတဲ့ဒီဒူရင်ဒီဘူးလေးပေါ့เนาะဆိုတော့ဒါ1.4 kg ဆိုတော့သူ့ဆိုင်ကလေအဓိကကတော့ဒီမွန်ထောင်းသီးနဲ့ချန်နီသီးကိုရောင်းတာပေါ့เนาะဆိုတော့မြန်မာသီးလုံးဝမရောင်းဘူးထိုင်းကထိုင်းရိုက်ဒါမှားပြီးတော့ရောင်းတာဆန်ရှင်ကိုကိုဆိုင်ရလည်းအရန်ကိုသဘောကောင်းတယ်เนาะဆိုတော့အခုသူ့စီကဒါသသိန်း2000ဘူးဝယ်လာဖြစ်ပါတယ်ဆိုတော့ဒီဟာရဲ့အရသာတော့ဟိုစားပွဲသူတွေအတွက်တော့အထူးတက်လဲပြောစရာမလိုဘူးဆိုပြီးမဲ့လဲ ဘယ်လိုအခြေအနေရှိတယ်ဆိုတာစာကြည့်မှာပဲဖြစ်ပါတယ်ဆိုတော့ဆက်ပြီးကြည့်ပေးပါကျော်အဲတော်တော်ကြီးရပါတော့ဆိုတော့ဒီတရားမှဒါလေးကနည်းနည်းသေးတဲ့ဟာလေးပဲရွေးပြီးတော့စားမှာဖြစ်ပါတယ်။အနားကတော့တော်တော်မွေးရှယ်ပဲနော်။อืมယူရင်းရလေဒီအပေါ်ကမွန်ထောင်းမှာမှ ဟိုအညူရဲ့ sorry ဟိုအမားရဲ့အပြော့ရဲ့ဆိုပြီးတော့ရှိရချိုးကြတော့လေတယောက်နဲ့တယောက်အကြိုက်မကြူဆန်ရှင်ကိုပြောတာမားရဲ့သူကြိုက်ကြရှိရဲ့အပေါ်ရံမာပြီးအကျွင်းပြောတာကိုကြိုက်တဲ့လူရှိရဲ့အပေါ်အတွင်းရောပြောတာကိုကြိုက်တဲ့သူရှိရဲ့အမားဒီကိုကြိုက်တာရှိရဲ့ပေါ့နော်ဆိုတော့ဒါလီကတော့နည်းနည်းပြော့တာကိုကြိုက်တဲ့အတွက်အပြော့ဒီကိုကျွေးတာအပေါ်တော်ရုံပေါ့နော်ဆိုတော့ဒီထဲမှာမှအခွန်လေးအထဲမှာအစီရတလောက်ကြီးပဲပါပြင်းနေတာအရသာဘလို့ရှိတယ် နိဗ္ဗာန်ရောက်သွားရည်လားကိုယ်တော်လေးအတွက်တရားမလို့ဒူးရင်းပြီးပဲလို့နေပြရောက်ဖို့အတိအတော်တော်သေးရအသာအသာအရန်ထုထုပြီးတော့ဉာဏ်ကြည့်အရသာလည်း share တော်တော်ပေါ့ပြင်းနေတာပြင်းနေတာ မင်းရဂျူရင်းသီးဆိုတာအဲ့လိုသစိမ့်စိမ့်လေးเนาะအဲ့လိုစားပို့ကောင်းဒူးရင်းကြီးကြိုက်လားကိုစလေးကကြိုက်တယ်ဒူးရင်းကြီးကလေပုံမှန်ဆိုယောက်ျားလေးတော်တော်များများမကြိုက်ရအောင်မလာရှန်ကောလို့ပဲ အဲယောက်ျားလေး10ယောက်မှာဆို9ယောက်တော့အဲ့လိုပေါ့နော်9ယောက်တော့ကြိုက်တယ်9ယောက်တော့မကြိုက်အချို့4ယောက်တော့ပဲကြိုက်အဲ့လိုမျိုးနေရာမှာဒူးရင်းလေးကြိုက်တယ်ဆိုတော့ဒါအကိုတော်တော်ကန်ကောင်းတယ်ငငယ်ကအူးလေးရတော်ရတစ်ခေါက်ပဲပြီးတွေ့ရအဲ့ပါမကြိုက်ဘူးလားအဲ့ပါမကြိုက်ဘယ်ချိန်မှာစကြိုက်တာဒူးရင်းလေးကိုဟုတ်ကဲ့အဲ့မှာစားရင်းနဲ့ကြိုက်သွားပေါ့စားစားကြည့်နေတယ်ငငယ်ငငယ်လေးကမမရအဲ့လိုချောမြူပြီးကျွေးစရာမလိုငငယ်လေးက အမေကဒူးရင်းကြီးကြိုက်တော့အိမ်မှာဒူးရင်းကြီးဝယ်အရင်တော့ဒီလိုမုံထောင်းနေပါတယ်မရှိဘူးလေညီမလေးကငယ်ရောအဲတော့ရိုးရိုးဒူးရင်းကြီးပဲမုံပြင်းနေမှာဆိုတော့အဲ့လိုအသီးတွေကဝယ်ရလွယ်ဆိုတော့အဲ့အသီးတွေကိုစားတာအဲ့လိုအနံ့သူများနန်တယ်လို့ပြောပြမှာငငယ်တည်းကဒူးရင်းကြီးကိုမှုေးရလို့ထင်ခဲ့တယ်ထင်ခဲ့တဲ့အတိုင်းလဲစားရပဲငငယ်ကနေမှာဆိုလို့ရှိရင်အဲ့ဒူးရင်းကြီးထမင်းနဲ့နေစားတာညီမလေးကအဲ့ထမင်းနဲ့နေစားငငယ်လေးရကြိုက်တာမှန်ပါ ဖီလီယတေဖီလီယတေကျန်တာအသားကြီးပဲတချမ်းစားလိုက်အောင်လိုပိုက်တင်ပါရောအေးတမွာရဲနဲ့ဟိုတော်တော်ဟိုဖြစ်သွားဒီစိတ်ဝါရောက်ဝိုင်းရောက်ရှိရဲ့ပေါ့ပေါ်မှာတို့တို့ဒီကြည့်ရနည်းနည်းပြော့ရနော်ဟုတ်တယ်ဒါကနည်းနည်းမှာဒီကအပေါ်နည်းနည်းတင်းတယ် တော့အကိုအမှန်ဘယ်လောက်ပေးခြင်းလဲအမကတစ်ဆယ်မှာဆိုရင်တစ်ဆယ်ပဲတရားလောက်ပေးခြင်းလားတရားလောက်တော့ပေးခြင်းလဲတစ်ဆယ်မှာဆိုတော့တရားလောက်ပေးခြင်းဆိုဒီ sign နာမည်က Duin Wall လို့ခေါ်ရဲဆိုတော့အဲဘယ်လိုပြောမလဲအတီးရဲ့ဟိုရွေးတာလဲဒါပြောမကန်တရားပေါ့နော်ဆိုတော့အဲ့ဆိုင်မှာကကိုကိုရိုင်းတော့ဝယ်လို့လေရတယ်အွန်လိုင်းနေမှာလို့လေရတယ်ဆိုတော့မျက်မြင်ဗီဒီယိုကောတွေပါနေခေါ်ပြီးတော့ ဝယ်လို့လည်းရပါဘောနော်ဆိုတော့ဒါလီယိုကကိုယ်တိုင်တော့ဝယ်ရဲဆိုတော့ဒူးရင်းသီးကလည်းပြောရမယ်ဆိုဟာရွေးတက်တယ်ငါဒီလိုဆိုရင်ဒူးရင်းသီးကောင်းတာတွေ့မယ်လို့ထင်ထားပေမဲ့ဆန်ရှင်အကိုပြောရဲပုံရဆိုလို့ရှိရင်ဒူးရင်းသီးကတခါကျရင်သူတို့တကယ်ကြွန့်ကျင်တဲ့သူတွေရွေးနေအောင်မထင်သလိုမဖြစ်လာတာကြီးအများကြီးရှိတယ်ဆိုတော့ဒါဒါလီယိုကကန်ကောင်းသွားတယ်လို့ပြောလို့ရဆိုတော့အသီးတစ်လုံးလုံးရဲ့ kg က 4kg လောက်ရှိရနော်ဆိုတော့အခုမှပါတာ 4kg လောက်ရှိရတကယ်ခွာပြီးတော့သူကလက်တွေ့မှာအသားကိုပဲခွာပြီးတော့ဒီဘူးတွေထည့်ပြီးတော့ချိန်ပေးရ 1.4 kg ဆိုတော့တကေကြီးကို1000အဲ3000ဆိုတော့ဒါလီကပိုရတာပေါ့နော်ဆိုတော့ပိုရတယ်ဆိုတော့ဘာပဲပြောတန်တယ်လို့ပြောလို့ရဆိုတော့ဒီတဘူးဆိုလို့ရှိရင်သေချာပေါ့ဒူးရင်ဒီအရင်ကြိုက်တဲ့လူဆို3ယောက်တော့ easy စားလို့ရဒါလီကဒါအရှိမလဲဆိုင်ကအမြည်ကျွေးလာတာကြီးလဲစားထားတယ်ဆိုတော့မချက်တန်းပြောရတယ်ဆိုတော့အများကြီးစားထားတော့တိတ်စားပြလို့အများကြီးမစားနိုင်တော့တာပေါ့နော်ဆိုတော့ဟိုမှရင်ဒါလီဆို3မှန်ကြီးပဲလောက်စားခဲ့ဆိုတော့အကိုဆိုလဲစားခဲ့မှာပဲဆိုတော့အခုတမွာလောက်ပဲစားပြရဆိုတော့ ဟိုအဓိကဒါပရိသတ်တွေပြပြပေးခြင်းတာကတော့ဒီဒူးရင်းသီးမှာအမျိုးအစားတွေအများကြီးရှိရယ်ဆိုတော့ဒီခါကျရင်ဒါလူကအမျိုးမျိုးပေါ့နော်ဆိုတော့ဟိုတချို့ကျတော့လည်းပတ်စံအများကြီးသုံးပြီးတော့အသီးတစ်ခုမစားခြင်းတဲ့သူတွေလည်းရှိရယ်တချို့ကျတော့လည်းဒီအသီးကို ပတ်စံ amount တစ်ခုတုံးပြီးတော့တစ်ခါလောက်ဝယ်စားလိုက်ရင်အော်ငါဒါစားဘူးွားရယ်ဆိုရက် feeling ဖြစ်တဲ့သူမျိုးလည်းရှိတယ်လို့ဒါဟောပဲတက်တက်ဝယ်စားရဲ့အဲသူတွေလည်းအမျိုးမျိုးရှိကြပါတယ်ရှင်ဆိုတော့ဟိုလူတစ်ယောက်နဲ့တစ်ယောက်ကတော့မတူဘူးပေါ့နော်ဆိုတော့အရင်ကြိုက်တဲ့သူတွေ favorite ဖြစ်တဲ့သူတွေကတော့ဒီမွန်ထောင်းကိုတစ်ခုတစ်ခါတော့ဝယ်စားကြရလဲရှိတယ်ဆိုတော့အဓိကပြောချင်တာကတော့မွန်ထောင်းသီးစားရင်တော့တေးကြတယ်100%ဂျူးရင်သီးကြိုက်တဲ့သူတွေအတွက်စိတ်ကျေနပ်မှုအပြည့်အဝရမယ်ဆိုတော့ဘာလို့လဲဆိုတော့သူပြပြနစ်နစ်နဲ့အထက်ကဒီအစီအရလည်းတေးသေးလေးပဲရှိရယ်ဆိုတော့တကယ်လည်း အဲ့ဒီ doing war ကတော့ဒီ time ကနေထိုက်ရိုက်တာသွင်းပြီးတော့ရောင်းတာဖြစ်တယ်ခိုင်းဆက်လည်းမဟုတ်ဘူးဆိုတော့ one hand this this ဖြစ်တဲ့အတွက်ကြောင့်အစီတေးသေးလေးနဲ့တကယ်ကိုစေတနာပါပါနဲ့အော်သူကတလုံးခွဲလိုက်လို့မှအကယ်၍အသီးထဲမှာအဲ KG မပြည့်ဘူးဆိုတော့သူကမပြည့်ပြအောင်ထပ်ဖြည့်ပြီးရယ်ဆိုတော့ဘလိုပဲပြောပြောဝယ်ရတဲ့သူတွေစိတ်ကျေနပ်အောင်အဲစီစဉ်ပေးရယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ကောက်မှာဆိုတော့အခုအနေနဲ့ဒီမွန်ထောင်းကြီးနဲ့ပတ်သက်ပြီးဘာပြောချင်လဲ မွန်ထောင်းကြီးနဲ့ပတ်သက်ပြီးတော့အကိုတို့ကဟိုရှေ့မှာပြောခဲ့သလိုပေါ့ဟိုကိုတိုင်အသီးဝယ်ပြီးဖွဲ့မယ်ဆိုပြီးတော့လုပ်ပြင်မယ်အဆင်မပြေဘူးပေါ့နော်ဒီမှာဟိုရငင်းရဆိုင်မှာကျတော့ကိုဆိုင်ကိုတိုင်ကလည်းခွဲပြလိုက်တာမျက်မျက်စိလည်းဟိုဟာမျက်မြင်ကိုတွေ့နော်မျက်မြင်ကိုတွေ့လည်းဖြစ်တယ်ဒါအတိရလည်းကံကောင်းပြီးတော့ကံကောင်းပြီးတော့အများကြီးရအချိန်လည်းပြည့်တယ်အရသာလည်းကောင်းတယ်ပြီးတော့ဟို ဖိုင်ရှင်ကလည်းဒီကိုခွဲတဲ့အလုံးမှာအချိန်မပြည့်စင်သူကထပ်ထပ်ဖြစ်ပြီးမှဆိုတော့ဟုတ်တယ်ဒီလိုစိုက်နေမှာပဲဝယ်စားအောင်ဟိုဘီစိတ်ချရလို့ပြောရမှာပေါ့နော်ဆိုတော့မူထောင်းဒီအစ်စ်ဟိုစားခြင်းနဲ့ဆိုလို့ရှိရင်တော့ ဒီ doing work မှာတွားပြီးတော့စားဖို့တော့ဟိုဘယ်လိုပြောရမလဲအကြံပေးခြင်း ਨੇ ဆိုတော့အဓိကကတော့အဲ့ရန်ကင်းဆိုင်ပေါ့နော်ညီမတို့တဝဲခဲ့တာတော့ရန်ကင်းဆိုင်ဖြစ်တယ်ဆိုင်ဝဲကြီးရှိရယ်တမိုင်းမှာလည်းဆိုင်ရှိရယ်လို့ပြောရယ်ဆန်းချောင်းမှာလည်းရှိရယ်လို့ပြောရယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲပြောပြောဟိုဒီဆိုင် doing work ရဲ့ဆိုင်ခွဲတွေမှာကိုနီးစက်ရမှာတဝဲစားလဲအဆင်ပြေရယ်ပေါ့နော်ဆိုတော့ကိုကတော့ဆိုင်ရှင်ကိုနဲ့တိနေရတဲ့အတွက်ကြောင့်ဒီရန်ကင်းကဆိုင်ကိုပဲဝယ်စားဖြစ်တာပါဆိုတော့အတီးကတရက်နဲ့တရက်လည်းဟိုဘယ်လိုပြောရမလဲချောင်းနာအရင်မြန်တော့လေကိုကချက်ချင်းစားခြင်းနဲ့ဆို လို့ရှိရင်တော့ကြိုမာထားတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲဒူယင်းသီးကဒါဟိုအရသာကြီးအထူးတက်လေပြောပြကြရမလို့ဒူယင်းချစ်သူတွေဆိုလို့ရှိရင်ဘယ်အသီးကဘယ်လိုရသာရှိရဲဘယ်ဟာဘယ်လိုစားကောင်းလဲဆိုတာသိပြီးသားမဟုတ်လို့ဒါလီကတော့ဟိုအထူးတက်လေနဲ့တော့မပြောပြတော့ပါဘူးဆိုတော့အဓိကကတော့ဒီမွန်ထောင်းသီးစားတာကအဲဘယ်လိုမျိုး feeling ဖြစ်စေလဲပြီးတော့မွန်ထောင်းသီးကောင်းကောင်းညီဖမာရလဲဆိုတာကိုအဓိက ဒါပြောပြပေးခြင်းတဲ့အတွက်ကြောင့်ဒီနေ့ရဲ့ vlog လေးကိုရိုက်ချင်မဲ့ဖြစ်ပါတယ်ဆိုတော့ဒီဒါလေးရဲ့ Chef UK ကိုစာနေဆုံးဖြတ်ကြည့်ရှုပေးကြရပရိသတ်တူဦးတယောက်ရှင်စီကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်တစ်ပတ်မှာလည်းဒါပရိသတ်တွေစိတ်ကြိုက်ဖြစ်စေမဲ့အာ vlog လေးကိုပေါ့နော်ရွေးချယ်ပြီးတော့ရိုက်ပေးဦးမှာဖြစ်တဲ့အတွက်စာမျက်ကြည့်ရှုဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့ရဲ့ season လေးကနေနှုတ်ဆက်လိုက်ရပါတယ်အားလုံးကျေးဇူးတူပဲတင်ရှိပါတယ်တတ်တာ